မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့လင်းအောင်ပါဒီနေ့မှာ တော့ကျွန်တော်ကကျွန်တော်ချစ်တဲ့ညီကိုမောင်နှမတွေအတွက်မင်းအီကလေးရဲ့အတွေ့အမှတ်စုများစာအုပ်ထဲကစာဆောင်၄ရက်စာပိုက်တချို့ကိုကျွန်တော်ညောင်းပေးပါမယ်ကျွန်တော်နဲ့အတူအတူတူစာဖတ်ကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီစာအုပ်လေးကိုဘာကြောင့်ဖတ်ပြရလဲဆိုတော့ဒီထဲကအကြောင်းအရာလေးတွေကမှတ်သားစရာတွေလည်းကောင်းတယ် ဘဝအတွက်လည်းအကျိုးရှိတယ်အတိတ်ပဲလည်းရှိတယ်အားလုံးအတွက်အတိတ်ပဲရှိမှထင်လို့ကျွန်တော်ဖတ်ပြတာဖြစ်ပါတယ်ဒါဆိုရင်စပြီးဖတ်လိုက်အောင်စိတ်ခွန်အားကောင်းမှလောကဓာတ်ကိုခံနိုင်မယ်ကောင်းတာပဲဖြစ်နေပါစေစိုးရာကိုမှကြုံရပါစေမတုံလောက်တဲ့စိတ်ဓာတ်နဲ့ရုန်းကန်လိုစိတ်ပြင်းပြရမယ် စိတ်အဆွဲလဲမထားနဲ့ရုပ်အဆွဲလဲမရှိစေနဲ့ဘယ်အရာကားမှဒီမြဲနေမှာမဟုတ်တဲ့အတွက်လက်ရှိခဏတာအတွက်အတုံးကြုံလောက်အတုံးချစရာရှိတာကိုအကျိုးဖြစ်အောင်အားထုတ်ပါဘယ်အရာကားမှကြိုတင်ပြီးဖြစ်နေမှာမဟုတ်ဘူးလက်ရှိခဏတာအတွင်းကြင်ကြံအားထုတ်လို့ရတဲ့အကြောင်းအရာပေါ်မူတည်ပြီးမှ စင်ကဲဖြစ်ပြတ်သွားကြမှာစိတ်အစွဲကို အမြင့်ကင်းအောင်ရှင်းထုတ်နိုင်ရင်တကိုးကြီးတဲ့စိတ်ခွန်အားတကိုးကြီးတဲ့စိတ်ဓာတ်ခွန်အားတွေနဲ့ရှင်သန်နိုင်လိမ့်မယ်ကြုံရကြပန်းဖြစ်ချင်ရာဖြစ်လက်လွတ်စပယ်မလုပ်ပါနဲ့အခြေအနေလိုက်အနေထားပေါ်မူတည်ပြီးတော့ကြောင်းလဲမှု ခြင်းသုံးပါဘဝနေနည်းအမှုပညာအစစ်ကခဲယဉ်မှုတွေကနေရုံထွက်ခြင်းပဲဖြစ်တယ်ဘဝကိုလွတ်လပ်စွာရှင်သန်ပါနေရာမှာဥပရိသတွေချာမျက်စိလည်းလမ်းမနေတာမျိုးလဲမဖြစ်ပါစေနဲ့လူတိုင်းလူလူအဝေးကိုထွက်သွားခြင်းချတယ်လက်ရှိအခြေအနေကိုမကျေနပ်နိုင်ကြဘူး နယ်ဝေးကိုပဲဖြစ်ဖြစ်ကမ်းခြေကိုပဲဖြစ်ဖြစ်တောကြားတောင်ကြားကိုပဲဖြစ်ဖြစ်ထွက်သွားလိုက်ရရင်ကောင်းမှာပဲလို့တွေးမိတတ်ကြတယ်လက်ရှိရင်ဆိုင်နေရတဲ့အဖြစ်ပြက်ကနေရှောင်ထွက်သွားခြင်းကြတယ်မေ့ပြစ်ခြင်းကြတယ်မေ့ပြစ်ဖို့ကြိုးစားကြတယ်ညလူရှုထားခြင်းကြတယ်မသိခြင်းအောင်ဆောင်းလိုက်တာကမှ ပိုကောင်းလိမ့်မယ်လို့အတွေးများတတ်ကြတယ်။ထွက်ပြေးခြင်းစိတ်နဲ့ရှောင်ပြေးခြင်းစိတ်ကယုံနှမ်းမှုတတ်တတ်ပါပဲ။ဖြစ်မှန်ကနေဘယ်သူမှ ထွက်ပြေးတင်းရှောင်လို့မရပါဘူး။အဲ့ဒီအစားမိမိကိုယ်ကိုရှာဖွေပါ။ပြင်ပတဏီယာကို ထွက်ပြေးတင်းရှောင်လို့မရနိုင်ပေမဲ့လုံခြုံ စိတ်ချရတဲ့နှလုံးသားတဏီယာမှာပုံခိုလို့တော့ရနိုင်ပါတယ်။ အတကင်းကင်းရှင်သန်လိုစိတ်ရှိနေရင်ပဲလွတ်လပ်တဲ့စိတ်နေစိတ်ခံကို အချိန်မရွေးမွေးမြူလို့ရတယ်စိတ်ဆွဲတွေကနေကင်းလွတ်လိုစိတ်မရှိပဲနဲ့တဒန်းတတဖြစ်နေသေးရင်တော့ကိုယ်တိုင်တိဆောက်ထားတဲ့စိတ်အကျဉ်းထောင်ထဲမှာပဲစိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ချက်တဲနေလိမ့်မယ်ကိုကိုကိုပြုတ်ပြင်းလိုစိတ်မွေးပါ အတိတ်တဖန်မွေးဖွားလိုစိတ်မွေးမြူပါရိုးရှင်ပြီးစင်ကြယ်တဲ့ဘဝမျိုးကိုလိုလားတဲ့စိတ်တက်ရှိနေပါစေမကောင်းတဲ့အမိုက်မောင်တွေကနေရုံထွက်ဖို့မလွယ်ကူပေမဲ့တန်ရှင်းတောက်ပြောင်တဲ့အလင်းရောင်ကိုလိုလားတဲ့စိတ်ရှိနေသည်နုံနစ်နေရန်တောင်းမနှွယ်ကိုစုပ်ကင်ပြီးတော့ထားမိလျက်သားဖြစ်နေလိမ့်မယ်စိတ်သက်ကြပြီးစင်ကြယ်များမနေပါနဲ့ သူဟာကိုမဟုတ်ဘူးဆိုတဲ့အသည့်နဲ့အမြဲသတိရှိနေပါစေကိုမမဟုတ်ပဲဘယ်လိုလုပ်ပြီးတော့ထူနိုင်မှာလဲကောင်းတာလိုချင်မှတော့အချိန်ပေးရမှာပဲလေအမားနဲ့ကင်းနိုင်တဲ့သူဘသူရှိလို့လဲမျက်မုံးချိုးရွံမုံးနေလို့အချိုးမရှိပါဘူးကိုနဲ့မဆိုင်ရင်ခလန်းလန်းကနေအကဲခတ်ပါကိုနဲ့မဆိုင်ရင်ဝင်မပြောပါနဲ့ ကိုနဲ့မဆိုင်ရင်ရင်းငုံနှုတ်ပိတ်နေတတ်ပါစေကိုနဲ့မဆိုင်ရင်ဝင်မပါမိစေနဲ့ကိုနဲ့မဆိုင်ရင်မတိကြိုးကြုံပြုပြီးနေတာက အကောင်းဆုံးပါလောကကြီးကကိုယ့်အပေါ်မတရားဘူးလို့ထင်နေမိလားအတွေ့များမနေပါနဲ့လောကကြီးကဘယ်တော့မှ တရားမျှတမှာမဟုတ်ဘူးတရားမျှတမှုကိုရှာဖွေမဲ့အစားအကျိုးဖြစ်မှုနဲ့အကျိုးရှိမှုကို မရရအောင်ရှာဖွေအားထုတ်ပါကိုကိုကို အားမလို့အားမရဖြစ်နေလားအတွေးမှားမနေပါနဲ့ဘသူကမှ ကိုကိုကိုကျင့်တတ်နိုင်တာမရှိပါဘူးကိုကိုကိုတန်တရားဖြစ်နေမယ့်အစားလုံနိုင်တာကိုစူးစမ်းပြီးအောင်မြင်ဘူးခဲ့တဲ့ရလတ်တွေကို အောင်းမေ့လိုက်ပါအစင်တန်းဂုံတိတ်ခါတွေမရှိလို့အားငယ်မိနေလား ခဏတာရှင်သန်ခွင့်ရတဲ့ဘဝကိုအတိတ်ပဲမရှိတဲ့အရာတွေနဲ့ညင်ညူးခံနေပါနဲ့အချိန်တန်ရင် မေ့ပျောက်သွားကြမယ့်အရာတွေမို့ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်တွေကိုပဲအာရုံစိုက်တာပိုင်ဆိုင်ခွင့်ရှိတာဆိုလို့ကိုယ်စိတ်တတ်တဲ့ဆုံးဖြတ်ချက်ဒါပဲရှိတယ်။မျှဝေခွင့်ရှိတာဆိုလို့ကိုယ့်ရဲ့အတ္တတရားနဲ့အကျင့်ပဲရှိတယ် ရယူခွင့်ရှိတာဆိုလို့ရှင်သန်ခွင့်နဲ့တမျှခွင့်ပဲရှိတယ်။ကြောင်းလဲနေတဲ့လောကကြီးရဲ့တဘာဝတိုင်းကြောင်းလဲနိုင်မှလူပိသားလည်းမီဘာမဆိုဘာဆိုဘာမှကိုအဆွဲမထားနဲ့ အတွေးဆိုတာမျှဝေခြင်းကနေဖြစ်လာတာအတိဆိုတာမှတ်သားမှုကနေဖြစ်လာတယ်အကြောင်းဆိုတာဆက်ဆက်မှုကြောင့်ဖြစ်လာတယ်အတွေးကိုအခြေခံပြီးအလုတ်ဖြစ်လာတယ်အတိကို အခြေခံပြီးဆုံးဖြတ်ချက်တွေဖြစ်လာတယ်အကြောင်းရဲ့ဆက်ဆက်ပတ်သက်မှုတွေကြောင့်ဘဝကိုယ်စီဖြစ်လာခဲ့တယ်ဘဝကိုယ်စီဖြစ်တည်လာတဲ့အတွက်ဆက်ဆက်မှုအတွက်ဘဝချင်းဆက်နွယ်မှုတွေရှိလာတယ် ဘဝချင်းပတ်သက်မှုကြောင့်ပုံလက်ခံခဲ့တဲ့သဘောတဘာဝတွေရှိလာပုံလက်ခံမှုဘဝတွေကိုအခြေခံပြီးတော့စီးပောင်တွေချမှတ်ကြတယ်စီးပောင်အတိုင်းရုံးကန်ရှင်တန်ရတာကို လူပီတမှုဖြစ်အောင်သတ်မှတ်ကြတယ်လူပီတတဲ့အတိုက်အမြုံကိုအခြေခံပြီးတော့လူအဖွဲ့စည်းဆိုတာဖြစ်လာလူမှန်ရင်အဖွဲ့အစည်းနဲ့ ဆက်ဆက်ပတ်သက်နေပြီးဖြစ်တယ်။လူအဖွဲ့အစည်းပြင်ပကိုဘယ်လူသားကမှ ထွက်ပြေးရှောင်တိန်လို့မရနိုင်ပါဘူး။လူသားရဲ့အတွေ့အသည့်ဖြစ်တည်မှု အကြောင်းရင်းအားလုံးဟာအရင်စစ်လိုက်လူသားရဲ့ဆက်ဆက်ပတ်သက်မှုကိုပဲ အခြေတည်တယ်။တည်ခြင်းရှင်ခြင်းစတဲ့သဘာဝတရားတွေဟာဖြစ်မြဲဓမ္မတာပါ။ ကြောက်ဖွယ်မလို့သလိုရှက်ရမဲ့ကိစ္စတွေလည်းမဟုတ်ပါဘူးလုပ်ဖို့အကြောင်းပါလာရင်လုပ်ဖို့လုပ်ရမယ်ဖြစ်ဖို့အကြောင်းရှိနေရင်ဖြစ်ကိုဖြစ်လိမ့်မယ်အကြောင်းတရားနဲ့အကျိုးဆက်ကိုရှောင်လို့မရပါဘူးလုပ်တဲ့ဒီမလုပ်တဲ့ဒီကိုတွေးဝေခွင့်မရှိဘူးလုပ်ထိုက်ဒီမလုပ်ထိုက်ဒီကိုပူပန်ခွင့်မရှိဘူးဖြစ်တဲ့ဒီမဖြစ်တဲ့ဒီကိုလုပ်တဲ့ရင်လုပ်ကိုလုပ်ရမှာဖြစ်တယ် အလုတ်ထက်အကျိုးဆက်ရလက်ကပိုအရေးကြီးတယ်မဟုတ်လားမထိခိုက်အောင်နေရင်ထိခိုက်เสียအကြောင်းမရှိပါဘူးမဖြစ်အောင်နေတည်ရွေးတော့ဖြစ်လာမှလည်းမဟုတ်ရအောင်လုံးမှရနိုင်ပါလေရခြင်းပေမဲ့ရအောင်မလုပ်ပဲရဖို့မျောလင့်နေလို့တော့မရအမှုအကျင့်မကောင်းရင်ဘဝကောင်းမှာမဟုတ်ဘူးစိတ်နေစိတ်ထား ကောင်းရင်တော့အမှုအချင်းကောင်းမယ်။ရွေးချယ်စရာ မရှိတော့ရင်ဒီအတိုင်းနေလိုက်ပေါ့။တဘာဝလျောက်အရာအားလုံးစင်ပြေသွားပါလိမ့်မယ်။အမှန်တရားအမှန်မရှိဘူး။တေချာကြည့်ရင်သိလိမ့်မယ်။အမှန်တရားဆိုတာကို တိုင်းတာလို့မရနိုင်ဘူး။အလောက်သမ ्या ကိုအနီးကဆူဆန်းကြည့်ပါ။ဘယ်အရာမှမှန်ပြီးဘလို့လုံးမှ ဘယ်လိုလူကို ကောင်းတယ်လို့ဆိုမလဲ။ဘာပဲလုပ်လို့လုံသမျှကိုစင်ကြံသုံးသက်ပါ။ခွဲချမ်းမရတဲ့အရာကို ခွဲစိတ်နေလို့မထူးပါဘူး။လှုပ်ထိုက်တဲ့အရာနဲ့လှုပ်တဲ့အရာမှန်သမျှအကျိုးရှိအောင်လုပ်ပါ။သူများအမြင်ကိုကြောက်ပြီးလုပ်ရမယ့်အလုပ်တွေပေါ်မှာတွေးဝေနေတာမျိုးလည်းမဖြစ်ပါစေနဲ့။အမြင်နဲ့ခံယူချက်ခိုင်ခိုင်မာမာထားပြီးတော့အလုပ်လုပ်ပါ။ အသင့်ဖြစ်နေရမယ်အချက်နှစ်ချက်ရှိတယ်။ခါကြီးကတရားနည်းကြပြီးမိမိအပါဝင် အများအတွက်အကျိုးဖြစ်စေတဲ့အလုံးမှန်သမျှလှုပ်ဖို့ထက်သန်စိတ်မွေးရမယ်။ခါကွေးကိုကြောင့်ဖြစ်လာတဲ့အကျိုးဆက်အပေါ်အပြည့်အဝတာဝန်ယူစိတ်ရှိရမယ်။အသိရှိလားတွေးတဲ့တော်တဲ့မှဘာလို့များ ကိုအတိစိတ်ဓာတ်ကိုအသုံးမချတာလေဝတ္တရားရှိရင်တောင်းဝင်ကြည့်အောင်လုပ်လေကိုဖြစ်ရှင်တဲ့အတိုင်းဖြစ်လာမှာတော့မဟုတ်ဘူးကိုလှုပ်တဲ့အလုပ်ရဲ့အကျိုးဆက်ဖြစ်ထွန်းမှုအလျောက်ဖြစ်တင်တာတွေပဲဖြစ်မှာကိုရချင်တဲ့အတိုင်းရနိုင်မှာမဟုတ်ဘူးကိုစူးစမ်းတဲ့အလုပ်ရဲ့အောင်မြင်မှုအတိုင်းတာအလျောက်ရထိုက်တာကိုပဲရမှာ နတ်ဘုရားကျောင်းကကွန်စင်မြင့်ရစ်ပလင်ထက်မှာပူဇော်ထားတဲ့နတ်သားတိုင်းတွေတော့ဂျိုင်းတူထုံးမိမဲ့တတိုင်းနဲ့တတိုင်းမတူဘူး။ဘာလို့များအရာအလုံးတပုံစံနဲ့ဖြစ်ဖို့မျောလင့်နေကြတာလဲ။အခုတော့မြောက်လိုပဲထင်ကြမှာ။စောင့်ကြည့်ပါ။တပတ်အတွင်းမြောက်ကနေဖျားဖြစ်သွားလိမ့်မယ်။ ကိုယ်ဝယ်စိတ်ကမှုယုံကြည်တတ်ဝင်မှုထက်ချောင်းကျိုးဆက်ဆက်တွေးခေါ်မှုကပိုပြီးတော့လိုပါတယ်။နောင်နေပေါင်းများစွာကြံပါသေးတယ်လေဆိုပြီးမတွေးလိုက်နဲ့။တိမ်မင်းကအချိန်မရွေးလာနိုင်တယ်။ခြေနဲ့ဆရာဘဝမျိုးနဲ့ရှင်သန်နိုင်အောင်ကြိုးစားပါ။သူများရဲ့အပြောသူများရဲ့အဆိုးသူများရဲ့အတွေးသူများအကြံသူများအလောက်ကိုင်းတွေပေါ်မှာဂယုမဆိုင်ဖဲနဲ့ လွတ်လပ်စွာကိုယ်တိုင်ရှင်သန်ပါကိုယ်စိတ်နဲ့ကိုယ်ရှင်သန်မှလွတ်မြောက်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်နေမင်းတောင်မှကိုယ်ပိုင်အလင်းအောင်ရှိလို့မနှက်ခင်းနိုင်တောက်ပါနိုင်တာပါလောင်းရိတ်ခံဘဝမှာခြေနဲ့မနေပါနဲ့ဟုတ်ကဲ့ကျွန်တော်ပြောချင်တာကတော့အခုဖတ်ခဲ့တဲ့စာအုပ်ထဲမှာအခုကျွန်တော်ဖတ်ခဲ့တဲ့ စာလေးတွေဟာအင်မတန်မှမှတ်သားစရာကောင်းတဲ့အတွက်ကျွန်တော်ဒီဖတ်လိုက်တဲ့ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးတော့မှတ်သားစရာတစုံတရာရရှိခဲ့တယ်ဆိုရင် comment မှာမှန်းခဲ့ပါနောက်ထပ်ဗီဒီယိုလေးတွေနဲ့ပြန်ဆုံပါမယ်နော် Bye bye